အင်ဂုတ်တို့ပါဠိတော်သတုကနိပတ်သောဘနတုံမှာဘိက္ခုဘိက္ခုနီ ဥပါတကဥပါတိကာမဆိုတဲ့ဤပြိသက်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်အောင်လုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတယ်။ထို့အတူပဲဤပြိသက်၄ပါးကပဲဤသာသနာတော်ကိုပျက်စီးအောင်ဖြည့်ဆည်းကြလိမ့်မယ်လို့မြတ်စွာဘုရားကတတ္တမပရိရူပကတုံမှာဟောကြားထားတယ်။ကိုရင်ဟာဘိက္ခုဆိုတဲ့စည်ရင်ထဲမှာအကျုံးဝင်တာကြောင့်ကိုရင်ကြောင့်လည်းပဲသာသနာတော်ပျက်စီးနိုင်တယ်နော်။ ဒါကြောင့်အခုလိုမျိုးမဖွဲ့မင်ရာတွေလုတ်ပြီးတော့ဒိုင်းပေါ်တင်တာမျိုးတွေမလုတ်ပါနဲ့ကလေးပဲဆိုတဲ့အသည့်နဲ့ဖြည့်ပြီးတွေးပေးနိုင်တော်လဲပဲဗဒာတရားနုနယ်တဲ့တရားဒဂမတွေရဲ့အမြင်မှာတော့ကလေးဆိုတဲ့အတွေ့မတွေ့ပဲကိုရင်ဟာဒီလိုကရကောင်းသလားဆိုပြီးဗဒာတရားပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ဒီလိုမဖွဲ့မင်ရာဗီဒီယိုတွေကိုလည်းဒိုင်းပေါ်မတင်ပါနဲ့လို့မေတ္တာရက်ခံပါတယ်နော်အရှင်ဖေရမိခွန်လေးတစ်ခုလောက်မိခွင့်ပြုပါဖေရ မိမနဲ့သားသမီးတို့ကိုစေတနာနဲ့လှုပ်ကြွေးရတာကုသိုလ်ရပါသလားဖုရားတဲ့ကုသိုလ်ရတာပေါ့နော်မြတ်စွာဘုရားကမင်္ဂလာတုံမှာပုဒ္ဒဓာရတသင်္ကဟောသားမယားတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းသည်ကောင်းမြတ်သောမင်္ဂလာမိဤလို့ဟောကြားထားပါတယ်ချီးမြှောက်ထောက်ပံ့တဲ့နေရာမှာလည်းပဲ၄ချက်ရှိပါတယ်၄ချက်ကဘာတွေလဲဆိုရင် ၁။သားမယားကိုပစ္စည်းဥစ္စာတစ်စုံတစ်ခုပေးခြင်း။၂။သားမယားကိုချစ်လိုဖွယ်သောပိယဝါစာစကားပြောဆိုခြင်း။၃။အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက်ဆောင်ရွက်ပေးခြင်း။၄။စားမှုနေမှုဆက်ဆံမှုတို့၌ကိုနှစ်ထပ်တူပြုခြင်းတို့ဖြစ်ပါれ။အဲ့ဒီ၄ချက်နဲ့အညီသားမယားတို့ကိုပြုစုလှုပ်ကြွေးဆောင်ရှောက်မယ်ဆိုရင်မင်္ဂလာတရားနဲ့ညီတာကြောင့် ုသိုလ်ရတယ်လို့မှတ်သားထားရပါမယ်အရှင်ဖေယယဟန်မြား လောင်းကစားလို့ရင်အာဘတ်တင့်လားဖေယတဲ့တင့်တာပေါ့ယဟန်တွေလောင်းကစားလို့မယ်ဆိုရင်ဒုက္ကအာဘတ်တင့်ပါတယ်ဒုက္ကအာဘတ်ဆိုတာ မကောင်းတဲ့လှုပ်ဆောင်ချက်အဖြစ်ကြောင့်လူအများကဲ့ရဲ့ဖွဲ့အဖြစ်ကိုပြောတာဖြစ်ပါတယ်ဒါကြောင့်ယဟန်တွေလောင်းကစားမလို့ရပါဘူးလောင်းကစားလို့မယ်ဆိုရင်အာဘတ်တင့်ပါတယ် အရှင်ဖေယငါးပါးသီလထဲမှာလောင်ကစားမပါတော့ဥထုဇဉ်တွေလောင်ကစားလုပ်ရင်အပြစ်ဖြစ်လားဖေယတဲ့ငါးပါးသီလထဲမှာလောင်ကစားမပါပေမဲ့တိင်္ဂလောဝါဒတုံမှာတော့လောင်ကစားလုပ်ရင်အပြစ်၆ပါးရရှိနိုင်ကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီအပြစ်၆ပါးကဘာတွေလဲဆိုရင်၁နိုင်တဲ့အခါယံများခြင်း၂ရှုံးမာကိုစိုးရိမ်ရခြင်း၃စီးစိမ်ဥစ္စာယောပါခြင်း ၄တရားမဝင်သဖြင့်ဥပဒေဤအပြစ်ပေးထောင်ချခြင်းကိုခံရခြင်း၅မိကောင်းဆွေကောင်းတို့ကကဲ့ရဲ့ရှုံချခြင်းကိုခံရခြင်း၆လူကုန်တန်အပိုင်းဝိုင်းတွေက သူတို့ဤသာသမီများဖြင့်လောင်ကစားလုပ်သူကိုထိမ်းများလက်ထက်ပြီးလို့စိတ်မရှိခြင်းတို့ဖြစ်ပါတယ်ဒါဟာလောင်ကစားလုပ်ခြင်းကြောင့်ရရှိလာမဲ့အပြစ်၆ပါးပဲဖြစ်ပါတယ်ဒါကြောင့်ဘာဘာတီလာထဲမှာလောင်ကစားလုပ်တာမပါတော့လဲပဲမြတ်စွာဘုရားကအင်္ဂါလောဝါဒတုံးမှာ ရောင်းကစားလုပ်ခြင်းကိုအပြစ်၆ပါးရရှိနိုင်ကြောင်းဟောကြားထားတဲ့အတွက်ဖျားဟောနဲ့ညီဆွနေတာကြောင့်ရောင်းကစားလုပ်ခြင်းဟာအပြစ်ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားအမိကစားမတင်တဲ့ဖျားတွေဟာ စွမ်းသက်ဖျားရှိခိုးလေကုသိုလ်မရဘူးလို့ပြောနေကြတဲ့သူတွေကြုံဘူးပါတယ်ဖျား။တပည့်တော်အရန်ပြင်လို့ပါဖြေချပြတော်မူပါဖျားတဲ့။တချို့က ဖះအနေကစားတင်တာကိုဖះကိုအသက်သွင်းတယ်ဆိုပြီးပြောဆိုနေကြပါတယ်ဖះအနေကစားတင်တာဟာဖះကိုအသက်သွင်းတာမဟုတ်ပါဘူးအသက်သွင်းလို့လည်းမရပါဘူးဖះအနေကစားတင်တယ်ဆိုတာဟာမြတ်စွာဘုရားဖះဖြစ်ပြီးလို့ဝမ်းမြောက်တဲ့အတွက်နှုတ်တော်ကနေဥရန်ကျူးတဲ့ဂါထာတော်ကိုရွတ်ဆိုပူတော်တာကိုပဲအနေကစားတင်တယ်လို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်ဖះတဆူပူတော်တဲ့အခါမှာ အမိကစားတင်ခြင်းမတင်ခြင်းကအဓိကမကြပါဘူးမိမိကဖျားအဖြစ်သတ်မှတ်လိုက်ပြီဆိုရင်အဲ့ဒီသတ်မှတ်လိုက်တဲ့မိကစားပြီးဖျားဖြစ်သွားတဲ့အတွက်ဖျားစွန့်တော်တင်ခြင်းဖျားရှိခိုးခြင်းတွေလုပ်မယ်ဆိုရင်ကုသိုလ်ရပါပြီအရှင်ဖျားဆုံးဆုပ်တတ်လို့တည်နိုင်ပါသလားဖျားဖြေချားပေးပါဖျားတဲ့တတဝါတွေတတန်းစီနေရဖို့အတွက်ဇဏကကံဆိုတာရှိပါတယ် ဇဏကကံအာနေနေတဲ့အချိန်မှာဥပိ္ပစေတကကံဝင်ရောက်လာမယ်ဆိုရင်တေတတ်ပါတယ်။သုံးကဝေအောက်လန်းစတာတွေဟာ ဥပိ္ပစေတကကံထဲမှာအကျုံးဝင်တာဖြစ်တဲ့အတော့ဇဏကကံအာနေနေတဲ့အချိန်မှာသုံးကဝေအောက်လန်းစတာတွေကတိုက်ခိုက်မယ်ဆိုရင်တေတတ်ပါတယ်။အကယ်၍ဇဏကကံအာကောင်းနေလို့သုံးကဝေအောက်လန်းစတာတွေကတိုက်ခိုက်မယ်ဆိုရင်မသိရင်တောင်မှ မူဝေဒာတို့ယူသွတ်တာတို့ဖြစ်တတ်ပါတယ်။ဥဇင်းကတစ်တော့မှာရှိကို မရှိသင့်တာတဲ့။ဥဇင်းတစ်တော့မှာမရှိသင့်ဘူးဆိုတဲ့အကြောင်းကိုဖယားဟောပိတကအထောက်ထားနဲ့ချပြပေးပါနော်။ဖယားဟောပိတကအထောက်ထားနဲ့ချမပြနိုင်ဘဲနဲ့ပါဇက်ထဲရှိတာတွေလာမပြောပါနဲ့။ဘောင်းမဝင်လို့ပါနော်။ ပိတကတ်တပုံပဲအာကုံဆောင်စေခြင်းပါတယ်တဲ့တကားတော်ကြီးပိတကတ်ကတုတ်တံဝီနီအဘိဓမ္မာဆိုပြီးသုံးပုံရှိတာလေဘလို့ဖြစ်လို့တပုံတည်းဖြစ်နေရတာလဲဗျဟွန်းတကားတော်ကပိတကတ်တောင်မှဘဏပုံရှိမှန်းမသိပါလားဥသိန်းကိုတိုင်ကကိုပါတီလာမှမလိုက်နာနိုင်တာလေတဲ့ဥသိန်းသင်္ကန်းဝက်လာတာကြပြီး ယဟန်တီလာက၉ပါးတီလာ ရှိတယ်ဆိုတာကို တခါမှမကြားဘူးဘူးเนาะတကားတော်ကြီးယဟန်တီလာကလေ၉ပါးတီလာမဟုတ်ဘူးယဟန်ကသိခါဘုတ်228ပါးရှိတာเนาะအဲ့ဒီတော့တကားတော်ကိုဥစဉ်ပြောကျင်တာကတကားတော်အနေနဲ့ဥစဉ်ကို အလိုမရှိလို့တိုက်ခိုက်ခြင်းတယ်ဆိုရင်တိုက်ခိုက်နိုင်ဖို့အတွက် အကြောင်းအရာအထောက်အထားကိုခိုင်လုံစွာရှာပါအဲ့ဒီလိုခိုင်လုံစွာရှာပြီးပြီဆိုတော့မှဥစဉ်ကို လာပြီးတိုက်ခိုက်ပါအကြောင်းအရာအထောက်အထားခိုင်လုံစွာမရှာနိုင်ဘဲနဲ့ဥစဉ်ကို လာပြီးတိုက်ခိုက်မယ်ဆိုရင် ကို့အထုတ်ကိုကိုဖီးသလိုဖြစ်နေပါတယ်နော်ဥစဉ်ကစေတနာနဲ့တကားတော်ကိုတတိပေးတာပါပါရာဇိကကြာပိသားယဟန်ကိုတခုခုလှူရင်တန်ဃာကိုရင်မှန်းပြီးလှူလို့ရလားဖေရ ကိုးကွယ်ရင်ဘာဖြစ်တတ်လဲဖရာတဲ့ပါရာဇိကကြထားပြီးသားယဟန်ကသူ့နှုတ်ကဝမခံမချင်းယဟန်ဤအရေးအတွက်ကိုပဲယူရမှာဖြစ်တဲ့အတွက်တန်ကာကိုရီမှန်းပြီးပါရာဇိကကြတဲ့ကိုတော်ကိုလှူလို့ရပါတယ်ကိုးကွယ်ရင်ဘာဖြစ်တတ်တယ်လဲဆိုတော့မိမိကတန်ကာကိုရီမှန်းပြီးကိုးကွယ်တာဖြစ်တဲ့အတွက်ဘာအပြစ်မှမဖြစ်ပါဘူးကုသိုလ်ပဲရပါတယ်နော်နမကိုးွယ်အိမ်ထဲမှာရိုးရာတို့နတ်ဆိုင်တို့မစွဲရင နတ်ကအင်ရှင်ကိုလူထိအောင်လုပ်တတ်တယ်ဆိုတာတကယ်ရှိတာလားဖေဟာတဲ့မယုံပါနဲ့၆ပြီးပြောခဲ့တဲ့စကားပါနော်နတ်ကိုးွယ်တာနဲ့ပတ်သက်လို့ဓဝရဝတိရှင်ကုသလရေးဆက်ထားတဲ့ကြပြလေးကိုဥသင်ဖတ်ပြပါမယ်နော်ကြပြလေးရဲ့ခေါင်းစဉ်ကငွေကုံလူပန်းတဲ့ကိုးွယ်ရာစစ်ပါမှကောင်းကျိုးကဖြစ်မီဗုဒ္ဓံတန်ဤသုံးပါးလေးစားယုံကြည်သာသနာအရှိတီစီပင်အောင်ကြိုးစား ခုနောင်ခါချမ်းသာကြိုးတိုးလိတ်တကားတဲ့အတိဘေကဖရာတရားတန်ခါယရနာ၃ပါးကိုကိုးကွယ်စည်းကမ်းမှကောင်းကျိုးဖြစ်မယ်တဲ့ခုနောင်ခါချမ်းသာကြိုးတိုးကျင်တယ်ဆိုရင်ဖရာတရားတန်ခါယရနာ၃ပါးကိုပဲကိုးကွယ်စည်းကမ်းပါလို့ပြောလို့တဲ့အတိဘေဖြစ်ပါတယ်ဗုဒ္ဓံတန်လှစ်ခွာပြီးဂစ္ဆာမိအပူရှာနံမျိုးစုံစည်းကမ်းလဲကျိုးမြတ်မပါ အမျက်က၃ခုသာ ပိုလိုတာမကောင်းအမှန်ကိုကိုးကွယ်တဲ့ဒုက္ခလိုကြောင်းတဲ့ အဘိဘေကဖရာတရားတန်ခါယရနာ၃ပါးအပြင်ကိုးကွယ်ရာအပူရှာတဲ့အနေနဲ့အခြားသောနှမျိုးစုံတွေကိုစီကတ်ကိုးကွယ်ပါကဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ဘူးတဲ့အမှန်ကိုကိုးကွယ်စီကတ်တတ်မှဒုက္ခလွတ်ကြောင်းဖြစ်မယ်လို့ဆိုလိုတဲ့သဘောဖြစ်ပါတယ်တလွဲချော် စိတ်ထားနဲ့ယုံစားတဲ့သူတွေဗုဒ္ဓကိုတန်မြင်ညထားကြတလီနန်းနန်းကကြီးကျယ်နေဘိုးတော်တွေယုံစားမေတော်ကိုပူဇော်မှုပြုခဲ့တကားတဲ့အထိပယ်က ဗုဒ္ဓကိုတန်မြင်ထားပြီးတော့အခြားသောဘိုးတော်တွေမေတော်တွေကိုအဓိကထားကိုးကွယ်တယ်လို့ပြောလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဘိုးတော်နဲ့မေတော်စင်ပေါ်မှာ တင်္ကာထားညှွတ်သွားကော်ရော ကောင်းကျိုးကဘယ်မပေါ်လွဲချော်မှုအမှငွေကုံကလူပင်ပန်းနွမ်းလေးတကားတဲ့အဓိပ္ပာယ်ကဘိုးတော်တွေမေတော်တွေ38မိနစ်တွေကိုစင်ပေါ်မှာတင်ထားပြီးကိုးကွယ်စည်းကပ်မယ်ဆိုရင်ဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ဘူးတဲ့ ငွေကုန်ပြီးလူပင်ပန်းတာပဲအဖက်တင်တယ်လို့ဆိုလိုတဲ့သဘောဖြစ်ပါတယ်။ကဲကိုးကွယ်ချင်တယ်ဆိုရင်တော့စက်ပြီးကိုးကွယ်ပါ။ဦးစင်ဘက်ကတော့ပြောရမယ့်တာဝန်ရှိတဲ့အတွက်မကိုးကွယ်တဲ့အကြောင်းကိုပြောခဲ့ပြီးပါပြီ။